阿鲁没命了吧？ ကျွန်တော်ဒီမနေ့ breaking news ကိုလည်း Liverpool နဲ့ပဲတက်ပြီးတော့စာချင်တယ်ပေါ့နော်အဲ Liverpool တင်းကဒီနေ့မနေ့ breaking news ပါတော့တရင်ကောင်းကြီးပဲနှစ်ခုလိုတော့ပြောလို့ရမယ်ဒီမှာပါတယ် Liverpool တင်းကလက်ရှိဒါကျွန်တော်တို့ဒီနှစ်စောင်းရာသီမှာလည်းအလုပ်တွေကို share လုပ်အောင်မယ်ဆိုတာကတော့ဒါနဲ့ပတ်သက်ပြီး indicator တွေကဆက်လက်ပြီးပြသနေတယ်လို့ပြောလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့ပထမဆုံးအနေနဲ့အကုန်လုံးသိပြီးသားဖြစ်မှာပါ Liverpool တင်းကဒါကျွန်တော်တို့ဒါဘွမော့ရဲ့တောင်မန်ကစားသမားဖြစ်တဲ့ဒါကျွန်တော် Antonio Simino ကိုစိတ်ဝင်စားနေတယ်ဆိုတော့အကုန်လုံးသိပြီးသားဖြစ်ပါလိမ့်မယ်အဲ့လက်ရှိမှာဒါကျွန်တော်တို့ Antonio Simino ကိုဒါကျွန်တော် တို့လေဘဘူးတင်ကစိတ်ဝင်စားတဲ့အဆင်မဟုတ်ဘဲနဲ့အခုလက်ရှိမှာတော့ တရားဝင်ဒါကျွန်တော်လေဘဘူးတင်ကကစားသမားနဲ့ကောဘုံမောင်တင်းနဲ့ကောတရားဝင်စကားပြောဆိုမှုတွေကိုပြုလုပ်ပြီးတော့အပေါင်းလက္ခဏာစောင့်နေတယ်လို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲဒီသတင်းကို Fabrizio Romano ကတရားဝင်ဒါကျွန်တော်သူ့ရဲ့ Twitter စာမျက်နှာမှာရော YouTube မှာကောတရားဝင်တင်ဆက်လာခဲ့တဲ့ကြောင့်ဒါကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေတစ်ခုကိုလေဘဘူးတင်ရောက်ရှိလာခဲ့ပြီလို့ပြောလို့ရမယ်တဲ့မှာပါပါတယ်အဲ့တော့လေဘဘူးတင်နဲ့ခုလက်ရှိမှာဒါ Anton Semenyo ကိုဒါဒီနှစ်စောင်းရသည်ဒီမှာကတည်းကခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေပြီကစားသမားကိုလာမဲ့ New Year သည်ဒီ United အာဘဲယူနိုက်တက်မှာဒါကျွန်တော်လစ်ဗာပူးအသင်းအနေနဲ့စောင့်ဖို့အတွက်လုံးဝအစီအစဉ်မရှိဘူးလို့သိရတယ်ဒီမှာပါပါတယ်အဲလစ်ဗာပူးအသင်းအနေနဲ့ဒါကျွန်တော်ဒီနေ့မနဲ့ရဲ့ဒါသတင်းတွေအရဆိုရင်တော့ဒါအန်ဒရွန်ဆမီညိုမှာဒါကျွန်တော်ဒီနေ့စောင့်ဝါဒီမှာခေါ်ယူခြင်းနဲ့ဆိုရင်တော့ပေါင်တန်း60 plus 5သန်းနဲ့အပိတက်ခေါ်ယူပိုင်ခွင့်ရှိတယ်လို့သိရတယ်ဒီမှာပါတယ်290ဒီသတင်းကိုတော့ဒေးဗစ်အော့စတင်ကစတင်ပြီးဝေငှခဲ့တာဖြစ်ပြီးတော့လစ်ဗာပူးကအဲ့ဒီသတင်းကိုထွက်လာခဲ့ပြီးနောက်ပိုင်းမှာတော့ကစားသမားကိုတရားဝင်ဆက်သွယ်မှုပြုလုပ်ခဲ့ပြီးတော့ဒါကျွန်တော်လက်ရှိမှာခေါ်ယူဖို့အတွက်စတင်ပြီးစီစဉ်ခဲ့တယ်လို့သိရတယ်ဒီမှာပါတယ်လစ်ဗာပူးတင်းကမြန်မြန်ဆန်ဆန်ပဲအခုလက်ရှိမှာလည်းဒါဘုံမောင် င်းနဲ့တရားဝင်စကားစတင်ပြီးပြောဆိုနေပြီးဖြစ်ပြီးတော့လေဘူးတင်းကဒီပေါင်တန်း60ကို plus 3တန်းပေးပြီးတော့အရစ်ကြပုံစံမျိုးပြုတ်လုပ်ချင်တဲ့အတွက်ကြောင့်မလို့ United ဟုတ်ရဲငါဒီလိုဖြစ်လို့ United Liverpool ဟာအမလီး လီဗာပူးအသင်းနဲ့ပတ်သက်ပဲခုလက်ရှိမှာဆွေးနွေးနေတဲ့သတင်းတွေလို့ထွက်ပေါ်နေတဲ့သတင်းတွေမှာပါလာခဲ့တယ်အဲ့တော့လက်ရှိမှာနောက်ဆုံး update သတင်းတွေရဆိုရင်တော့ဆမ်မီညိုကိုတိုင်ကလည်းဒါသူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေကမှသူကလီဗာပူးအသင်းကိုပဲအဓိကစိတ်ဝင်စားမှုရှိတယ်ဆိုတဲ့ပုံစံမျိုးကိုပုံပြီးတွေ့ရတယ်မှာပါတယ်အခုလက်ရှိမှာအန်တွန်ဆမ်မီညိုကိုစိတ်ဝင်စားနေတဲ့အသင်းမှာတိုတယ်ရ3သင်းရှိရဲ့4သင်းတော့ရှိတယ်ပေါ့နော်3သင်း4သင်းပြီးတော့4သင်းမှာထားပါတော့အဲ့တော့လက်ရှိမှာစိတ်ဝင်စားနေတဲ့အသင်းကလီဗာပူးဒါ City Tottenham Hotspur အသင်းကစိတ်ဝင်စားနေပြီးတော့နောက်တဲ့အသင်းက Manchester United အသင်းဖြစ်တယ်။ Manchester United အသင်းကလက်ရှိမှာပေါင်သန်း60 plus 5 ်5တန်းကိုတော့ဒီနှစ်ဆောင်းရာဒီအရာဘတ်ဂျက်အရာမပေးနိုင်တဲ့အတွက်ကြောင့်မို့ဒါမန်ချက်စတာယူနိုက်တက်အသင်းကိုတော့ဒီနှစ်ဆောင်းရာဒီအပြောင်းရှင်မှာဒီကစားသမားကိုခေါ်ယူနိုင်မဲ့စီးရင်ထဲမှာလက်ရှိမှာတော့ထက်တွက်လို့ရရနိုင်မဲ့အနေထားမှာတော့မရှိဘူးပေါ့နော်အဲ့တော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့လီဗာပူးအသင်းကဒါကျွန်တော်သူ့ကိုစိတ်ဝင်စားနေတဲ့အသင်း3အသင်းထဲမှာမှာတရားဝင်အခုလက်ရှိမှာချိတ်ဆက်ပြီးတရားဝင်စကားပြောနေတဲ့အသင်းသတင်းအနေနဲ့ဆက်လက်ပြီးတွေးရှိနေကြတာကိုတွေ့ရမယ်ထဲမှာပါပါတယ်အဲ့လီဗာပူးအသင်းကအခုလက်ရှိမှာဘုံမောက်အသင်းနဲ့တရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်ခဲ့ပြီးတော့ဒါကောလန်ဟာလာတွေကလီဗာပူးအသင်းကဒါဘုံမောက်နဲ့ စကားပြောဆိုမှုတွေမှာတို့ခုနပြောလို့ပေါင်ပန်း60 plus 3တန်းကမှနောက်ထပ်55အပ်တော်ပေါ့နော်ဒါကျွန်တော်အရေးကြပေးမှာမလို့3တန်းထပ်ပြီးတယ်အဲ့ဒီဥစ္စာကိုဘုံမောက်ကသဘောချနေပြီးတော့ဒီနေ့စောင်းရသည်မှာဒါဆမ်မီညိုသာခေါင်းညှင်ခဲ့မယ်ဆိုရင်တော့လီဗာပူးအသင်းကဆမ်မီညိုကိုရရှိသွားဖို့အတွက်တော်တော်လေးကိုရာဂိုင်နှုန်းတွေတဖြည်းဖြည်းများလာခဲ့ပြီလို့ပြောလို့ရတယ်အဲ့တော့လီဗာပူးအသင်းကအခုလက်ရှိမှာတို့ရဲ့ left wing နေရာအတွက်ဆမ်မီညိုကိုတို့ကပြတ်မှတ်အဓိကထားလာခဲ့ပြီးတော့တို့အနေနဲ့ဒါကျွန်တော်တို့ လူးဝစ်ဒီယက်ရဲ့နေရာကိုဆမ်မီညိုကတာဝန်ယူနိုင်မယ်လို့သူတို့ကသူတို့ထားခဲ့တယ်။တချို့ကောလန်ဟန်လာတွေကဒါကြောင့်ဆမ်မီညိုကဒါမိုဆာလာနေရာကိုအစားထိုးမယ်ဆိုတော့လုံးဝမဟုတ်ပါဘူး။ဆာလာနေရာကိုအစားထိုးဖို့အတွက်လက်ရှိမှာဒါကြောင့်လီဗာပူးသင်းကအခုချိန်ထိ market ထဲမှာတည်တည်ချာချာလိုက်ရှာနေတုန်းဖြစ်ပြီးတော့ဆမ်မီညိုကလက်ရှိမှာဒါကြောင့် left wing နေရာအတွက်လူးဝစ်ဒီယက်နေရာကိုဒါကျွန်တော်တို့ဒီ left wing နေရာမှာအားနေနေတဲ့နေရာဆမ်မီညိုကိုဒါသူတို့အနေနဲ့အသုံးချသွားဖို့အတွက်ရာခိုင်နှုန်းများတယ်။ Manchester City အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ ဆမ်မီညိုကိုလီဗာပူးသင်းပုံစံမျိုးရစိတ်ဝင်စားခဲ့ပေမဲ့သူတို့အနေနဲ့အခုလက်ရှိမှာတောင်မန်ကစားသမားဂျယ်ရမီဒိုကူဝါဒါဆေဗီညိုကိုနှစ်ယောက်လုံးရှိတဲ့အတွက်ကြောင့်မလို့သူတို့အနေနဲ့ဆမ်မီညိုကိုခေါ်ယူဖို့တော့အဲ့လောက်ကြီးလောနေတဲ့နေရာမှာမရှိဘူး။ဒါပေမဲ့လီဗာပူးသင်းနဲ့ဒါဒက်ရင်ဆိုင်အမှလို့ပြောလို့မရပေမဲ့ပေါ့နော်။ဒါပြန်ရှင်းကြည့်မယ်ဆိုစတာပါဝါရအရင်အကွာတယ်ဆိုပေမဲ့တကယ်နဲ့နင်းလန်းငါလာဟိပြန်ကြည့်မယ်ဆိုရင်တော့ဒါကျော်တော်တန်ဟော့စပါသင်းလည်းရှိတယ်။တော်တန်ဟော့စပါသင်းကလက်ရှိမှာလီဗာပူးပုံစံမျိုးပဲဒါပေါင်သန်း60ပေးနိုင်တယ်။ဒါ plus 5သန်း။စပါသင်းကလက်ရှိမှာဒါကတော့စာချုပ်ဖြတ်သိမ်းခြင်းကိုဒါအရေးကြပုံစံမျိုးမဟုတ်ဘဲနော် ောင်တိုက်ရိုက်ပုံစံမျိုးပေးနိုင်တဲ့အနေအထားမှရှိရတယ်။ဒါပေမဲ့ကစားသမားကလစ်ဗာပူးနဲ့တော်တန်ဟော့စပါအသင်းကိုရွေးလာခဲ့မယ်ဆိုရင်တော့ကစားသမားကိုယ်တိုင်ကလစ်ဗာပူးအသင်းကိုပဲရွေးချယ်ဖို့အတွက်ရာဂိုင်တို့များပြီးတော်တန်ဟော့စပါအသင်းကိုရွေးချယ်မှာမဟုတ်ဘူးဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်လာခဲ့တာတွေ့ရမယ်တယ်မှာပါတယ်။လစ်ဗာပူးအသင်းကဒါအလုပ်ကိုမြ мян ဆက်ဆန်လုပ်နေပြီးစာချုပ်ဖြတ်သိမ်းခြင်းရှိတဲ့ကစားသမားတွေဆိုရင်တော့လစ်ဗာပူးအသင်းကသူတို့အိတ်ထဲကိုမြ мян ဆက်ဆန်ထည့်တတ်တဲ့အကျင့်ကတော့လက်ရှိမှာဆက်လက်ပြီးတွေ့ရမယ်တယ်မှာပါတယ်။လစ်ဗာပူးအသင်းကလက်ရှိမှာဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးနံပါတ်1ပြေးနေပြီးတော့ဆမ်မီညိုရဲ့နောက်ထပ် destination တစ်ခုအနေနဲ့လစ်ဗာပူးဖြစ်ဖို့အတွက်တော်တော် ေးကိုယာကင်လုံးများနေတယ်လို့စတင်ပြီးတော့ဒီနေ့မနိုင်ခင်ရဲ့သတင်းကိုဖွင့်ချင်တယ်အဲ့တော့လီဗာပူးတင်းကတော့ကျွန်တော်လက်ရှိမှာသူတို့အနေနဲ့ဒီကစားသမားကိုခေါ်ယူဖို့အတွက်ကတော်တော်လေးကိုအချိန်ကြီးကောင်းနေပြီးတော့လာမယ့်ဆောင်းဝါးဒီမှာဒီကစားသမားကိုခေါ်ယူနိုင်မှာလားဆိုတာကိုတော့တစ်ချက်တော့ကျွန်တော်နဲ့အတူစောင့်ကြည့်ရမယ်အဲ့တော့လက်ရှိမှာ payment structure ဘက်ကလည်းဒါဘုံမောက်တင်းကသဘောကျတယ်ကစားသမားကိုတိုင်းကလက်ရှိမှာသူ့ကိုစိတ်ဝင်စားနေတဲ့နေ့မှာလီဗာပူးတင်းကိုသာပို့ပြီးတော့ပြောင်းရွှေ့ခြင်းတဲ့သဘောမှာရှိတယ်အဲ့တော့အဟန့်ဒါကတော့သိပြီးရှိနေတဲ့သဘောမှာမရှိဘူးဘာတွေကတော့ဘယ်လိုထွက်လာမယ်မသိပေမဲ့ဆမ်မီညိုကိုတော့လက်ရှိမှာလီဗာပူးတင်းကခေါ်ယူဖို့အတွက်လက်ရှိမှာဦးဆောင်နေတာကိုတွေ့ရှိရမယ်တဲ့မှာပါပါတယ်နောက် ်သတင်းတစ်ခုအနေနဲ့ပြောရမယ်ဆိုတော့နောက်ထပ်ကစားသမားတယောက်ကဒါကျွန်တော်တို့ မကကြီးပါမကကြီးကလက်ရှိမှာသူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေကမှသူကလစ်ဗာပူးအသင်းကိုပဲဆယ်မီညိုလိုပဲရွေးချယ်ဖို့အတွက်ယာကိုင်တုံးကြီးများနေတယ်ဆိုတဲ့သတင်းတွေကိုတော့ Sky Sport ဘက်ကနေပြီးတော့ထပ်မံပြီးတော့တွေ့ရှိလာခဲ့တာတွေ့ရမယ်မကကြီးကိုလစ်ဗာပူးအသင်းကဒါကျွန်တော်အန်တိုနီယိုဆယ်မီညိုလိုပဲဒါကျွန်တော်လက်ရှိလာမယ့်နွေရာသီတိစောင့်သွားမှာမဟုတ်ဘဲနဲ့ဒီနှစ်စောင်းရာသီမှာကလေးကဒီကစားသမားကိုတရားဝင်ဝယ်ယူဖို့အတွက်လစ်ဗာပူးအသင်းစူးစမ်းသွားမှာဖြစ်တယ်လို့သိရတယ်မှာပါတယ်ဆယ်မီညိုနဲ့မတူတဲ့အချက်ကဒါကျွန်တော်ဂါကြီးမှာတော့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးမရှိဘူးဒါပေမဲ့ဂါကြီးကလာမယ့်6လအတွင်းမှာစာချုပ်တက်တန်ကုန် ောမဲ့အတွက်ကြောင့်မို့ဒါ Crystal Palace ဘက်ကဒီကစားသမားကိုအခုချိန်မှာရောင်းရင်တော့ပဆိုင်ရမယ်မရောင်းဘူးဆိုရင်တော့လာမဲ့6လအတွင်းမှာဒီကစားသမားအလွတ်နဲ့ထွက်ခွာခွင့်ပေးရမယ်နေတာမှရှိတယ် Steven Parish ကိုလည်းရှိမှာ Maggie ကတရားဝင်ပြောထားခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့ဒါကျွန်တော်နှစ်ကုန်ရင်စာချုပ်တက်တန်လုံးဝတိုးတော့မှာမဟုတ်ဘဲနဲ့ကစားသမားကအသင်းကနေပြီးတော့100%ထွက်ခွာတော့မှာဖြစ်တဲ့အကြောင်းကိုတရားဝင်သူ့ရဲ့ club ကိုလည်းပြောဆိုထားတဲ့အကြောင်းမို့ဒါ ဂါယီအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ရောင်းခဲ့မယ်ဆိုတော့25 30နဲ့35ပတ်ချလဲဝင်ညင်ညာရဖို့တွေ့ရှိတယ်။လီဗာပူးကပထမဆုံးကန်လန့်မှုအနေနဲ့ဂါယီအတွက်ဒါကျွန်တော်25သန်းနဲ့28သန်းပတ်ချလဲဝင်ညင်ကြစတင်ပြီးတော့ကန်လန့်မှုတွေပြင်ဆင်လာခဲ့တယ်။လီဗာပူးတင်းနဲ့မဂါယီကိုဒါကျွန်တော်ရှင်ပြီးလူမဲ့အသင်းကတသိမ့်မဲ့ရှိတယ်အခုလက်ရှိဆောင်းရသည်မှာအဲ့ဒီအသင်းကလက်ရှိမှာဘိုင်ယန်မြူးနစ်အသင်းဖြစ်တယ်။ဘိုင်ယန်မြူးနစ်အသင်းနဲ့အခုလက်ရှိသူတို့ရဲ့ခံစစ်ကစားသမားဖြစ်တဲ့ဒါယော့ဥပါမီကာနိုကိုဆုံးရှုံးရဖို့အတွက်ပြင်ဆင်လာတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့မဂါယီကသူတို့ရဲ့ခံစစ်မှုနေရာအတွက်တော်တော်လေးကိုအဆင်ပြေလာနိုင်မယ်လို့ယုံကြည်တယ်။ဘိုင်ယန် မြူနစ်တင်တဲ့ခုနောက်ပိုင်းဒါပရီးမီးယားလိဂ်ကကစားသမားတွေဝယ်ယူတဲ့နေရာမှာတော်တော်လေးကိုလက်ရှိနေခဲ့ပြီး Louis Diaz, Olise, Da Harry Kane ဒီကစားသမားတွေကိုဝယ်ယူခဲ့တဲ့အချိန်ဒီမှာဒါကျွန်တော်တော်တော်လေးကိုအသင်းနဲ့အဝင်ခွင့်ချဖြစ်မှုတွေကိုတွေ့ရတယ်မှာပါတယ် Fisic Company ကိုတိုင်းကလည်းဒါပရီးမီးယားလိဂ်ကထွက်တဲ့ကစားသမားတွေကိုကိုတိုင်းသဘောကျရတဲ့ကြောင့် Maguire ကိုဝယ်ယူပေးဖို့အတွက်လက်ရှိမှာသူ့ရဲ့ဒါကျွန်တော်တို့အားကစား Director ကိုတောင်းဆိုထားရဲဆိုရဲ Collar Hala တွေထွက်နေတယ် Liverpool တင်းနဲ့ဒါကျွန်တော်လက်ရှိမှာဒါ Bayern Munich တင်းတို့ဒါကျွန်တော် Maguire အတွက်ရှင်ပြီးလူရဖို့အတွက်အချိန်ဒီရှိခဲ့ပေမဲ့ Gaia ကလက်ရှိမှာ Liverpool တင်းနဲ့အချို့သဘောတူညီမှုတွေယူထား ားတယ်ဆိုတဲ့သတင်းတွေတော့အခုချိန်မှာထွက်နေကြတာတွေ့ရမယ်အဲ့တော့ပြောချင်တာကသူတို့အနေနဲ့ဆောင်းအာဒီမာတာအကယ်၍လီဗာပူးတင်းက Crystal Palace နဲ့ဈေးတစ်ခုကိုညှိနှိုင်းနိုင်ခဲ့မယ်ဆိုရင်ဒီကစားသမားကိုဒီနှစ်ဆောင်းရာသီကတည်းကလီဗာပူးတင်းခေါ်ယူသွားဖို့အတွက်ယာကိုင်းလုံးနေများတယ်ကစားသမားကိုတိုင်ကလက်ရှိမှာ Bayern Munich လီဗာပူးတင်းဆိုရင်တော့လီဗာပူးတင်းကိုသာပို့ပြီးတော့ရွေးချယ်ဖို့အတွက်ယာကိုင်းလုံးများနေတာဖြစ်ပြီးတော့သူ့ရဲ့လက်ရှိမှာဒါကျွန်တော်မနစ်ကနွေရာသီကတည်းကဒါကျွန်တော်တို့သဘောတူညီထားတဲ့သဘောတူညီချက်ကိုလီဗာပူးအသင်းနဲ့အတူ honor လုပ်သွားဖို့အတွက်မက္ကာကြီးကတော့ပြင်လာတယ်လို့သိရတယ်အဲ့တော့ လီဗာပူးသင်းနဲ့လာမဲ့ဆောင်းရာသီအတွင်းမှာတကယ်ကိုတော့ကျွန်တော်တို့ကစားသမားကောင်းနေလေအသင်းကိုဆက်လက်ရောက်ရှိဖို့ရှိပြီးဒါကောင်းမွန်တဲ့ဒါကျွန်တော်တို့ဖြစ်တင်းမှုတွေကိုပြေလာဖို့အတွက်လီဗာပူးသင်းစီကလည်းမြင်ရတယ်လီဗာပူးသင်းကဒီနှစ်မှာပေါ့နော်ဒါကျွန်တော်ငွေသုံးတဲ့အနေထားမှာပို့ပြီးတော့သုံးလာခဲ့တဲ့အနေထားမှာရှိတာတသက်နဲ့တကူဒါကျွန်တော်ငွေကိုတည်တည်ချာချာမသုံးလာတဲ့တသက်သိနေအခုလက်ရှိမှာဆွတ်ဆက်ပြီးသုံးပြနေတာတကယ်ကိုအားကျစရာကောင်းတယ်လို့မြင်တယ်လီဗာပူးသင်းကလည်းရှိမှာဆမ်ဘီညိုကမက်ဂိုင်ကိုနှစ်ယောက်လုံးကိုဆောင်းရာသီအတွင်းမှာရောက်ခဲ့မယ်ဆိုရင်တော့သူတို့ရဲ့ဆောင်းရာသီကတကယ်ကို perfect ဖြစ်သွားနိုင်မယ်ဆောင်းရာသီတစ်ခုလို့ကျွန်တော်ရဲ့ပုံကူကြီးကမှမြင်မိတယ်ပေါ့နော်ဒါအပြင်လက်ရှိမှာ လီဗာပူးတင်တယ်ကြောင့်မနေ့ကပြောခဲ့လို့ပဲသူတို့ရဲ့ဒါကစားသမားနှစ်ယောက်ကူသာစာချုပ်သက်တမ်းမှာထပ်ပြီးတိုးနိုင်ခဲ့မယ်ဆိုလီဗာပူးတင်တို့ကတကယ်ကိုလီဗာပူးတင်ကလက်ရှိမှာဒါကျွန်တော်အမှန်တိုင်းပြောမှာပဲဆိုပေါ့နော်ကျွန်တော်လက်ရှိမှာလီဗာပူးတင် form out နေတယ်ဆိုရင်တော့ FG ကိုစောက်ပြစ်တိတ်ပြောစရာမရှိတဲ့အနေဒါတခုကိုကျွန်တော်ရောက်သွားမယ်လို့ပဲကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်က100%မြင်မိတယ်ခင်ဗျားတို့တော့ဘယ်လိုမြင်လဲတော့မသိဘူးပေါ့နော်လက်ရှိမှာဒါ FG ကဒီနှစ်မှာဒါအလုတ်လုတ်ဆုံးတာပေါ့ဘောစီအနေနဲ့ပဲပြင်တယ်ကျွန်တော်လက်ရှိမှာ Kronki တို့နဲ့ FG တို့နဲ့ဘယ်ကောင်လေးအလုတ်ပို့လုတ်လဲဆိုတာကိုပြင်နေရတယ်မှာပါအဲ့တော့ လီဗာပူးတင်တာလာပဲတွေ့ရသေးမှာဗျာနောက်ဆုံးဗျာဂါယီမရခဲ့ဘူးဆိုတော့ဆမ်မီညိုရတာနဲ့တင်ကိုလက်ဖွင့်ကတော်တော်လေးကိုတောင့်တင်းသွားတယ်မြင်းကြီးလက်ဖွင့်မှာဒါဆမ်မီညိုရဲဝဲမှာဒါဆာလာတိုက်စင်ညမှာယူကိုအဂီတကီတို့မူအီဆာဒါကျွန်တော်ကွင်းလင်မှာဒါကျွန်တော်ဖလော်ရီယန်ရစ် at least ပေါ့နော်ကျွန်တော်မြင်ရပြောမယ်ဆိုရင်အန်တိုနီဆမ်မီညိုရောက်လာခဲ့မယ်ဆိုရင်ဖလော်ရီယန်ရစ်အနေနဲ့ပို့ပြီးတော့ flourish ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ရဲ့ပုဂ္ဂိုလ်ကြီးကမှာကျွန်တော်က100%မြင်တယ်သူ့အနေနဲ့ဒါဆမ်မီညိုနဲ့တွဲဆောတဲ့အချိန်မှာဖလော်ရီယန်ရစ်ဘယ်လောက်ထိပိုကောင်းသွားနိုင်မလဲကျွန်တော်အနေနဲ့ကျွန်တော်တော့တွေးကြည့်တာသဘောကျဖို့ကောင်းတဲ့အနေအထားတစ်ခုလို့မြင်တယ်လီဗာပူးတင်ကလက်ရှိမှာတော်တော်လေးကိုတရင်ကောင်းအနေနဲ့ဒါကျွန်တော်ပြောစရာ နေပဲလို့ပြောရင်လည်းကျွန်တော်တော့ကိုပြပါအောင်အားလုံးမကြွတူပါနဲ့ like click လေးပေးကြအောင်ဗျမြတ်မြတ်ကလစ်မှာမြတ်မြတ်နိုင်အောင်ဖြစ်ပါတယ်အားလုံးမကြွတူပါနဲ့ကျွန်တော်တော့ကိုပြပါအောင်ဒီပါဗျ